ပန်းထိုးနည်းလေးတင်ပေးမယ်နော်ဒီပန်းလေးတွက်အရင်ဦးဆုံးကျွန်မ2 mm အက်လေးကိုသုံးပါတယ်ပြီးတော့ရင်ခြီးရတော့ဗောနော်ခြီးသေးတယ်ပွင့်ဖက်လေးစထိုးမယ်ဗောနော်ပွင့်ဖက်လေးတွက်အရင်ဦးဆုံးဒီလိုကွင်းလေးလုပ်လိုက်ပြီးတော့ရင်အက်ကလေးကိုထဲခြီးကိုယူမာတိဗောနော်ချင်းတိုင်တိုလေး၅ခုထိုးပါမယ်အော်၆ခု၆ခုနော်၅ခုမဟုတ်၆ခုထိုးပါမယ်3 4 56ချင်းတစ်ခုလုတ်ပြင်းတယ်တိုင်တို6ခုထိုးတယ် ီးတော့ဒီဂျိုးလေးကိုဆွဲလိုက်ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီထိတ်ဆုံးထိုးခဲ့တဲ့တိုင်တူရဲ့အောက်ကိုပေါ့နော်ဒီလိုနှစ်ခုလုံးဖြတ်ဖြတ်ပြီးသွားရင်ဒီမှာရှက်ကော်လေးလာထိုးနော်ဒီလိုလေးရမယ်တတိလေးပြီးတော့ကျွန်တော်တို့ချိန်လေးတစ်ခုထပ်လုပ်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာသူနဲ့ကဲ့ရဲ့တိုင်တူမှာတိုင်တူနောက်ပင်ဘူးပေါ့နော်နိုင်တော့နှစ်ပင်ပွားပေါ့နှစ်ခါထိုးတာကိုပြောတာပါတပေါက်ထဲမှာတိုင်တူနှစ်ခါထိုးမယ်ဒါကိုတိုင်တူတိုင်ပွားထိုးတာလို့ခေါ်တယ်နော်တိုင်တူတိုင်ပွားလေးထိုးပါမယ် တစ်ခုနှစ်ပေါက်နဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ total 12ခုရှိပါမယ်နော်မာဒီမှာနောက်ဆုံးနှစ်ခုပါဆိုရင်ကျမတို့တစ်ချက်ရည်ကြည့်လိုက်ပါတော့နော်2 4 6 8 10 12ခုဖြစ်သွားပြီဆိုရင်ကျမတို့ပထမဆုံးစားခဲ့တဲ့အတိုင်းတို့ဖြတ်ဖြတ်ပြီးတော့ရင်ဒီမှာရှက်ကော်လေးလာထိုးနော်ပြီးတော့ရင်ဆိုရင်ကျမတို့ကြိုးဖြတ်လိုက်တော့ရပြီ ်ချူဖြတ်လိုက်တော့ပြီးတော့ဆိုရင်ကျမတို့အခုဘာလုပ်မလဲဆိုတော့ဒီပင်ဖက်ကိုပေါ့နော်ဘာယံနဲ့သုံးချင်လဲကိုသုံးချင်တဲ့အယောင်ကိုယူလိုက်ပါကိုသုံးချင်တဲ့ချီကိုယူလိုက်ပေါ့ချီနော်ကိုသုံးချင်တဲ့ကိုသုံးချင်တဲ့ချီယောင်လေးယူလိုက်ကျမတို့အနီလေးသုံးမယ်ပေါ့ကွယ်အနီလေးသုံးမယ်ပြီးတော့ရင်ကျမကဒီမှာလာဆက်မယ်နော် လာတဲ့ဘက်မှလာဆက်မယ်ဒါကမလာတဲ့ဘက်ပါဒါကလာတဲ့ဘက်ပါလာတဲ့ဘက်ကိုအဆင်ပြေတဲ့နေရာမှာလာဆက်လို့ရတယ်စစောတော့ပြီးခဲ့တဲ့နေရာမှာဆက်လဲရတယ်နော်အဲ့မှာဆိုရင်ကျမတို့ဒီအောက်ထဲကိုအက်ကလေးကိုထည့်လိုက်နော်ကိုဆက်မယ့်နေရာအောက်ကိုအက်ကိုထည့်ထည့်ပြီးတော့ကျမတို့ခြီလေးကိုဆွဲယူဆွဲယူပြီးချိန်လေး၄ခုလောက်ပါမယ်1 2 3 4 4ခုလုံးလုံးပြီးတော့ရေဆိုရင်ကျမတို့နှစ်ရည်ရင်မယ်နှစ်ရည်ပြီးတော့ရေဆောဆောတော့အပ်ထဲတဲ့အပေါက်မှာပဲပြန်ထဲခြေလေးတခါတည်းတိမ့်မယ်ဆိုရင်အပ်ပေါ်မှာခြေအလုံးတင်လိုက်ပါပြီးတော့ရင် ကျွန်တော်တို့ဒီကနေနှစ်ခုတစ်ခါနှစ်ခုတစ်ခါနှစ်ခုတစ်ခါထိုးပါပြီးနောက်တစ်ခေါက်နရီရေးပြီးရင်ဒီအပေါက်ထဲဝယ်ပြန်ထည့်မယ်နော်ဆော့ဆော့တော့ထည့်ခဲ့တဲ့အပေါက်ထဲဝယ်ပြန်ထည့်မယ်နှစ်ခုတစ်ခါနှစ်ခုတစ်ခါဒီမှာဘောနော်ချီအကုန်ပေါင်းထိုးမယ်ပြီးတော့အရင်နှစ်ခုတစ်ခါပေါ့အဲ့လိုချစ်ပါမယ်နော်ချီရဒါပူလီဆိုတော့လေတိတ်ထိုးလို့မကောင်းချီအပ်သေးတော့မပါချင်းကိုကတော့ကိုကြိုက်တဲ့ဟာလေးနဲ့ထိုးနော် ကျမတို့ဒူပလိုင်းအန်နဲ့ထိုးလို့ရတဲ့ချီမန်နဲ့များအကုန်ရပါတယ်။နောက်ဒီမှာနှစ်ခုရသွားပြီ။နှစ်ခုရသွားပြီဆိုရင်ကျမတို့တနေ့ရစ်ထက်ရစ်မယ်ရစ်ပြီးသွားရင်နောက်တစ်ပေါက်ပေါ့နော်။သူနဲ့ကဲ့ရဲ့အပေါက်ထဲကိုအက်ကိုထက်ချီကိုယူဒီမှာလည်းနှစ်တိုင်ထိုးမယ်နော်။နှစ်ရစ်တင်တိုင်ရှိနှစ်ခုထိုးပါမယ်။နှစ်ရစ်ရစ်ဒီအပေါက်ထဲကိုပဲပြန်ထက်နှစ်ရစ်တင်တိုင်ရှိလေးနှစ်ခါထိုးမယ်။ ပြီးတော့ဆိုရင်နောက်ဆုံးအနေနဲ့ချိန်လေးတင်းနဲ့ချိန်လေး၄ခုပြန်လုပ်မယ်ပေါ့နော်ချီရကြံကြံခဲ့လို့နော်ပြန်ထိုးနေရဒီနှစ်၃၄ခုပြန်လုပ်လုပ်ပြီးတော့ဆိုရင်ကျွန်တော်တို့နောက်တစ်ပေါက်နော်တိုင်တူနောက်တစ်ပေါက်ကနေကျွန်တော်တို့ဘာလာလောက်ရမလဲဆိုရှက်ကော်လာလောက်ရပါမယ်ဟာမတူလားရှိရချီရနောက်ထဲကိုဝင်တာအဲ့ဒါကိုရှက်ကော်လို့ခေါ်ပါတယ်ပြီးတော့ရင်နောက်ထဲအပွင့်တစ်ခုထပ်ထိုးရမယ်ဆိုရင်တိုင်း ချင်းလေး၄ခုပြန်လို့လုပ်ပြီးတော့ရေးရေးဒီ၄ခုလောက်ထားတဲ့အခြေအနေညီမတို့နှစ်ရစ်တင်တိုင်းရှိနှစ်ခုထိုးပါမယ်နော်နှစ်ရစ်တင်တိုင်းရှိတခါနှစ်ရစ်တင်တိုင်းရှိနှစ်ခါနော်နခါပြီးတော့ရေဆိုရင်နောက်ထပ်နှစ်ရည်ရည်သူနဲ့ကဲ့ရဲ့အပေါက်ကနေ နရီတင်တိုင်ရှိနှစ်ခါထိုးပါနရီတင်တိုင်ရှိတစ်ခါနှစ်ခါထိုးပါနော်ဒီမှာလဲနှစ်ခုထိုးမယ်နောက်ထပ်သူနဲ့ကဲ့ရက်မှာလဲကျမတို့နရီတင်တိုင်ရှိထိုးရပါမယ်ဒီနေ့ဒီကဲ့ရက်အပေါက်မှာပါနော် အဲ့တော့ဒီပန်းပွင့်တပွင့်မှာဆိုရင်ကျမတို့ရဲ့အာကနှစ်ရက်တင်တိုင်းရှည်ရ၄ခုရှိပါမယ်ပြီးတော့ဆိုရင်ကျမတို့ chain လေး၄ခုလုပ်မယ်ဒီနေ့၃၄ခုလုပ်မယ်ပြီးတော့နောက်ထပ်တစ်ပောက်မှာလာပြီးတော့ရှက်ကော်လေးနဲ့ဒါလေးကိုဆက်လိုက်ပါနော်အဲ့လိုလေးရပါမယ် ဒါကကျမတို့ကပါလောက်တာလဲဆိုအပွင့်လေးတွေပေါ်တာပေါ့နော်အပွင့်ကတိုးတယ်6ပွင့်ရှိပါမယ်နော်ဒီဟာချိန်ကိုရဲ့အောက်ခံကဒီတိုင်တိုးလေး12ခုနဲ့ဆိုရင်ကျမတို့ဒီမှာပေါ့နော်ဒီလိုမျိုးလေး3ခုမှာတပွင့်3ခုမှာတပွင့်3ခုမှာတပွင့်နဲ့တိုင်တိုးလေးအဲဘာပွင့်ဖက်လေး6ခုရပါမယ်နော်ကြည့်တာဆိုရင်ကျမတို့ကိုပပက်လဲပွင့်ဖက်လေးတွေဆက်ထိုးပေးလိုက်ပါပေါ့နော်ကျမတို့အဆုံးတန်တာလေးရောက်ပြီဆိုရင်ချိန်လေး4ခုလောက် ချင်းလေးခုလုပ်ပြီးသွားရတယ်ဒီနားမှာဗောနဒီနောက်ဆုံးတစ်ခုမှာကျမတို့ဒီမှာရှက်ကော်လေးနဲ့လာသိမ့်လိုက်ပါကဲဒါဆိုရင်ရပြီဗောနပြီးရင်ဒီဘက်ထဲကိုထည့်ချင်တယ်ဆိုရင်ဒီနောက်ဖက်မနေနဲ့ဟာနေတဲ့နောက်ဖက်မှာထပ်ဝင်ဒါလေးကိုလည်းရှက်ကော်လေးနဲ့ပြန်ဆွဲယူလိုက်နော်ဒါရင်ဒီကျိုးလေးကိုဖြတ်ပါဒါဆိုရင်ကျမတို့ရဲ့ပန်းပွင့်လေးက and ပြီးသွားပြီပေါ့နော်ပြီးသွားရင်ဒီမှာတော့၅ခုပဲရတယ်သူကတစ်ခေါက်နဲ့တစ်ခေါက်ကမတူးပေါ့နော်မတူးဆိုတော့ထိုးနေရတော့ဒီတိုင်းပဲအချီနဲ့အက်ကသေးတဲ့အချိန်ကြတော့လေအပေါက်နဲ့နဲ့လွယ်သွားရင်ရောတော့၃ခုလောက်ကြော်ဝိုင်းဆိုတပွင့်စာလောက်ယော့သွားတယ်ပေါ့နော်ဒါပေမဲ့ကိစ္စမရှိဘူး၅ပွင့်လည်းလာတယ်၆ပွင့်လည်းလာတယ်နော်လေးပွင့်ဆိုလဲလာတာပဲလက်ကီးလေးနော်လက်ကီးပန်းလေးတွေလို့ပြီးတော့ရင်အခုအနာကုတ်လေးပေါ့နော်အနာကုတ်တန်းလေးတွေကျမတို့အဆင်ပြေတဲ့နေရာနေခြေလေးကိုယူဆွဲလိုက် ဆယ်ပြီးသွားရင်စင်ကျွန်တော်တို့ဒီမှာဒီကျိုးလေးကိုနောက်မှထထားမယ်ပေါ့နော်ချင်းလေး၅ခုလောက်ပါမယ်မနဒီနေ၃၄၅ခုလောက်မယ်လောက်ပြီးသွားရင်စင်ကျွန်တော်တို့ဒီနားလေးကိုကြောဒီမှာတိုင်တူတွေ့လားဒီမှာတီတင်တိုင်ရှိအနေတင်တိုင်ရှိလေးလေးနော်အေးပေါက်ထဲကိုအကူသွားပြီးသွားရင်ဒီမှာတိုင်တူလေး၅ခုလောက်၄ခုလောက်ပါဒီနေဒီနေဒီမှာ၃ မလေးပေါ့နော်တိုင်းတူလေး၄ခုလုံးမယ်လုံပြီးသွားရင်ဆိုရင်ကျွန်တော်တို့ချိန်လေး၅ခုပြန်လုပ်ပါမယ်ဒီနေ့၃၄၅ခုပြန်လုပ်လုံပြီးသွားရင်ဆိုရင်ကျွန်တော်တို့ဒီဂျားရဲပေါ့နော်ဒီမာဒီမှာစုံထားတဲ့ဂျားရှိလေဒီနှစ်ခုဂျားရဲကိုဝင်ဝင်ပြီးသွားရင်ကျွန်တော်တို့ရှက်ကော်လေးနဲ့ပြန်ဆက်နော်ရှက်ကော်လေးနဲ့ဆက်ပြီးသွားရင်ကျွန်တော်တို့ချိန်လေး၅ခုထပ်လုပ်1 2 3 4 5 ငါကိုထက်လို့လှုပ်ပြီးသွားရင်ဆိုရင်ဒီအပေါ်ကနော်နှစ်ရစ်တင်တိုင်းရှိရဲ့ဒီအပေါ်နားလေးကိုဝင်ဂိုင်တိုလေးတစ်ခါအော်မနားဒီရတစ်ခုကျိုးကြံသွားလို့မပြင်းနေစမ်းတိုင်တိုလေးတစ်ခါနှစ်ခါ၃ခါ၄ခါပြီးတော့အဲဆိုင်ကျွန်တော်ချိန်နေ၅ခုပြန်လို့1 2 3 4 5နော် ီးသွားရင်ဆိုရင်ကျွန်တော်တို့ဒီကြားထဲကိုဝင်လိုက်နော်ဒီကြားထဲကိုဝင်ဝင်ပြီးသွားရင်ဒီမှာရှက်ကော်လေးနဲ့လာဆက်ဆက်ပြီးသွားရင်ဆိုရင်ကျွန်တော်နောက်ထပ်ချိန်လေး၅ခုပြန်လုပ်တင်း1 2 3ပြီးဒီမှာတိုင်တူလေး၅ခါပြန်ထိုးအဲ့အနေနဲ့ပတ်ပတ်လဲလုပ်သွားမယ်နော်ကဲခုပေါ့နော်ကျွန်တော်တို့ဒီနားလေးထိရောက်သွားပြီဆိုရင်ဒီပေါက်အောက်ထဲကိုအကူပြန်ထဲချီကိုယူဒီမှာရှက်ကော်လေးပြန်ထိုးလိုက်ပေါ့ ဆုံးသက်ချက်ကောပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီကျိုးလေးကိုဖျက်ဖျက်ပြီးတော့ဒီကျိုးလေးကိုလိုလေးဆွဲထုတ်ဆွဲထုတ်ပြီးကျွန်တော်တို့အစတုန်းကစခဲ့တယ်ဒီနားလေးကပန်းရောင်လေးပေါ့နော်ကျွန်တော်တို့ချိန်စခဲ့တဲ့ပန်းရောင်လေးရဲ့အဆုံးသက်ပန်းရောင်လေးနှစ်ခုတွဲချီလိုက်တိုင်တာလေးကိုတင်းလိုက်ပေါ့နော်လောင်းပွင့်လေးကတော့သူကဒီလိုမျိုးလေးဒီလိုမျိုးပုံစံလေးဆိုရင်တော့တောင်းတောင်းလေးဖြစ်သွားနော်ညညသွားပါပြီ မှာပါဒါတော့6 point ပါเนาะ6 point နဲ့9 point နဲ့ကွာတဲ့ပုံလေးပါเนาะကိုအဆင်ပြေတဲ့ပုံလေးရအောင်ထိုးလိုက်ပါ